အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးမှာတော့ web page ပြီးဟင်းပွဲ channel လေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စိုင်လက်ရ channel လေးပေါ့နော်။ကျွန်တော်တကယ်ချင်းနေအိမ်မှာကိုရန် lecture စားလို့ရအောင်တပွဲသာအချိုးစားလေးကိုပြင်ဆင်ပုံပြင်ဆင်နေရစားတိတိကျကျလေးနဲ့တရားလေးချက်ပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးနေကြည့်ပြီးတော့လေ့လာလိုက်ရအောင်ဗျာနော်။ Let's go တပွဲစာအတွက်ခရမ်းကျင်ကြီး၃လုံးကျက်သွန်ကြီး၁လုံးပဲကျက်သွန်ပြီးအတက်ကြီး၃တက်ညိုသီး၅ရောင်းတို့ရေးဆေးပြီးတော့စပြီးတော့လှိပါမယ်။ ရမ်းချိန်ဒီကျက်သွန်ဒီကျက်သွန်ပြူမြို့သီးတို့ဗီဒီယိုမှာဖျက်ထားသလိုလှီပြီးတော့ဗီဒီယိုမှာပြတ်ထားသလိုအနေထားတွေရအောင်ခက်ကြမ်းကြမ်းလေးစင်းပေးပြီးတော့ဘန်ဒချက်တွေမှာထည့်ပြီးတော့စားနဲ့အချို့မို့လက်ပတ်စားသောတဝက်ခန့်ဒီလောက်ထည့်ထားပါမယ်။ဝက်သုံးတက်သားတို့ရောကျွန်တော်တပွဲစားတွေ30သားလောက်သုံးထားပါတယ်။15ချက်သားလောက်သုံးခြင်းလည်းရပါတယ်ဗျာနော်။ ဒါကျွန်တော်အကြိုက်ရဆိုရင်တော့ဝပင်းငက်ပြီဟင်းပွဲလေးကိုကျွန်တော်သုံးတက်သားနဲ့ချက်ရတာကိုပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ပို့ပြီးတော့စားကောင်းစီရလို့လည်းထင်ပါတယ်ဒါကျွန်တော်ရဲ့ထင်မြင်ချက်ပေါ့နော်တကယ်ကျွန်တော်နေနဲ့ကိုချိုင်းနဲ့တက်ရအသားကိုသုံးပြီးတော့ချက်လို့ရပါတယ်ဝအသားတည်တယ်လည်းရတယ်သုံးတက်သားလည်းရတယ်တခြားအသားလည်းရတယ်ပေါ့နော်သုံးတက်သားကိုတော့ကျွန်တော် slide လေးလည်းလှီးလို့ရတယ်အတုံးလေးလည်းလှီးလို့ရတယ်ကျွန်တော်တော့နည်းနည်း slide လည်းမဟုတ်ဘူးအတုံးလည်းမဟုတ်အတုံးနည်းနည်းရှည်ရှည်လေးလှီးလိုက်တယ်ပေါ့နော်ကျွန်တော်လှီးတဲ့ပုံစံလေးလည်းလှီးလို့ရပါတယ်ကျွန်တော်လှီးတဲ့ပုံစံလေးကိုတေချာလေးပြပေးလိုက်ပါတယ်ဗျာ ျွန်တော်ကတော့အသားကိုရေဆေးပြီးမှလှီးရပါတော့။ဒါလှီးပြီးမှလည်းရေဆေးလို့ရတယ်။ရေဆေးပြီးမှလည်းလှီးလို့ရတယ်။စိတ်ကြိုက်လို့လည်းရပါတယ်။လှီးပြီးရင်ဗန်ဒေ့ချ်တဲမှာထည့်မယ်။စားနဲ့အချိုးမွန်လက်ဘက်စားစုံတဝက်ခန့်ဒီလောက်ထည့်မယ်။ပြီးရင်ကြာညိုလေး အနှင်းငယ်ထည့်ပြီးတော့ကြာညို့ရဲ့စားရဲ့အချိုမွန့်ရဲ့အသားရဲ့အားလုံးရောသမမွေပြီးတော့အသားတွေကိုအရသာတွေဝင်သွားအောင်တချာလေးနေပေးပါမယ်။နေပေးပြီးရင်တော့အရသာတွေပုံဝင်သွားအောင်ခဏတော့ထားထားပေးလိုက်ပါမယ်။စပြီးတော့ချက်ဖို့အတွက်ဒေဝရဲမှာစီထည့်ပါမယ်။ကျွန်တော်ကတော့ဟင်းဝဲအယောင်လေးလောက်စီနီသုံးထားပါရယ်။ရိုးစီသုံးပြီးတော့လည်းချက်လို့ရပါရယ်။စီလေးအနှင်းငယ်ပူလာရင်တော့ရှင်းမနေနဲ့ခက်ချင်ချင်လေးနုံနုံစင်ထားတဲ့အစာတွေထည့်မယ်ပေါ့နော်။အစာတွေထည့်ပြီးပြီးရင်တော့ဒါခဲညင်သည်စက်သွန်ဒီစက်သွန်မြုပ်သည်ပေါ့နော်။အားလုံးရောသမမွေပြီးတော့နည်းနည်းလေး ဘယ်လိုပြောမလဲအနှစ်လေးလိတ်ပြီးတော့ကြက်သွားတယ်ခေါ်တာပေါ့နော်အဲ့လိုအနေထားလေးရအောင်မီးပြင်းပြင်းလေးနဲ့မှွေကြော်လေးကြော်ပေးရအောင်ဖြစ်ပါတယ်ခန်းကျင်သည်ကြက်သွန်သည်ကြက်သွန်ပြုံရုပ်သည်ပေါ့နော်အနှစ်လေးတွေဗီဒီယိုမှာပြထားသလိုအနေထားဒီရောက်သွားပြီနည်းနည်းတော့ကြက်သွားပြီဆိုရင်တော့အရသာရင်နေထားတဲ့ဝက်သုံးတတားလေးတွေထည့်ရအောင်ဖြစ်ပါတယ်ဝက်သုံးတတားဘက်လေးတွေထည့်ပေးပြီးရင်တော့အနှစ်နဲ့ဝက်သုံးတတားဘက်လေးနဲ့ရောသမားမှွေသွားအောင် မွေကြော်လေးကြော်ပေးအောင်ဖြစ်ပါတယ်ဗျာနော်ဒီနေ့မှာလည်းမီးရအရင်လည်းမလျှော့နဲ့အရင်တင်တာမို့လည်းမဟုတ်ဘူးနော်မီးရနည်းနည်းပြင်းပြင်းလေးနဲ့အနှစ်နဲ့ဒီအသားနဲ့ရောသမားမွေသွားပြီးတော့အသားဘက်လေးလည်းတော်တော်လေးကျက်သွားပြီးတော့အနှစ်လေးလည်းရဲပြီးတော့ဗောနော်အနံလေးမှုလာပြီးတော့တော်တော်လေးကျက်သွားရင်ဒီမွေပေးအောင်ဖြစ်ပါတယ်အနှစ်ကောဝက်သားဘက်လေးတွေရောဗောနော်ဘီမှာပြထားသူအနေထားလေးဗောနော်အနေငယ်လောက်ကျက်သွားပြီဆိုရင်တော့ကျွန်တော်ရေထည့်ပါမယ်ရေတော့မြုပ်ယုံတော်လေးထည့်မယ်ဗောနော်ကျွန်တော်မွေနည်းရောက်ချုံနေဆိုရင်တော့ကျွန်တော်တမုတ်လောက်ပဲထည့်လိုက်ပါတယ်ရေလေးဒီဝက်သားနဲ့အနှစ်လေးမြုပ်ယုံတော်ထည့်ပြီးပြီးရင်တော့ ျွန်တော်ခဏလောက်လေးပွတ်အောင်တဲထားမယ်။မဲလေးပွတ်ပွတ်ဆူလာပြီဆိုရင်တော့ရောသမောက်မွေအောင်ထပ်ပြီးတော့မွေမယ်ပေါ့နော်။ဒါအရသာကကျွန်တော်တို့ကစားနဲ့အချုံမွေပဲထည့်ထားတာပေါ့နော်။အနှစ်ကောဝတ်သားလေးတွေကြက်သွားပြီဆိုရင်တော့နောက်ဆုံးမှာပဲငပိထည့်မယ်ပေါ့နော်။အာဒါတရုတ်ပဲငပိခေါ်တာပေါ့နော်။ပဲငပိကိုတော့ထမင်းစားစွန်းနဲ့တစုံမမောက်လောက်ထည့်လိုက်ပါရယ်။ပဲငပိထည့်ပြီးပြီးရင်တော့အားလုံးရောသမောက်မွေသွားအောင်မီးပြင်းပြင်းလေးနဲ့ပေါ့နော်။မွေကြော်လေးကြော်ပေးလိုက်မယ်။ဒီဟင်းပွဲလေးကိုကျွန်တော်တို့အရေးချွဲချွဲလေးလိုချင်လဲချွဲချွဲလေးရှာပေါ့နော်။နည်းနည်းချောက်ချောက်လေးလိုချင်လဲချောက်ချောက်လေးဖြစ်သွားရည်ချက်ပေါ့နော်။ကျွန်တော်ကတော့နည်းနည်း 6 6လေးလိုချင်လို့အနှစ်လေးလိတ်သွားပြီးတော့6 6လေးဖြစ်သွားတဲ့အထိချက်လိုက်ပါတယ်ကျွန်တော်ဗီဒီယိုမှာပြထားတဲ့အနေအထားဆိုရင်တော့ရပြီပေါ့နော်စာကျင်စပွဲဝက်ပင်းကပိဟင်းပွဲလေးရရှိပြီဖြစ်ပါတယ်ဒါဝက်ပင်းကပိ channel တွေများစွာရှိနေပါတယ်နီလန်းတွေများစွာရှိရတဲ့ခါကျွန်တော်တီးတဲ့နီလေးကိုလိုအပ်တဲ့သူတွေလိုက်ချက်စားလို့ရအောင်ရိုက်ကူးတင်ဆက်မျှဝေပေးတာဖြစ်ပါတယ်စပြပါမယ်ဗျာဝက်ပင်းကပိဟင်းပွဲလေးကိုကျွန်တော်ဟင်းကြိုလေးနဲ့တွဲပြီးတော့ဝါရီဆွဲမှာပေါ့နော်အာဒီဟင်းပွဲလေးကိုချက်တဲ့ခါမှာပေါ့နော်ကျွန်တော်ကတော့ဒါအနှစ်6 6လေးချက်ထားပါတယ် အာလိုက်ချက်မဲ့တငယ်ချင်းတွေနေနေပေါ့နော်အနှစ်ကိုအရေချောချောလေးလိုချင်တယ်ဆိုလို့ရှိရင်အရေလေးနဲ့ချလို့လည်းရတယ်ပြီးတချို့ဆိုင်တွေမှာဆိုလို့ရှိရင်ဒီပဲငယ်ပြီးဟင်ပွဲတွေကိုပေါ့နော်အာဒီရွှေပဲသီးလေးတွေလိုပန်းမွန်လာဝင်လေးတွေငရုပ်ပွားလေးတွေအသီးနှံလေးတွေထည့်ပြီးတော့ချက်တာမျိုးလည်းရှိပါတယ်အဲ့လိုကိုကြိုက်တဲ့တဲ့အသီးနှံလေးတွေထည့်ပြီးတော့လည်းချက်လို့ရတယ်ပေါ့နော်โอเคစကိုင်းမပြောတော့စားခြင်းနေပြီဆိုတော့စားတော့မယ်ပေါ့နော် Et on va le ramasser, Là, il est ça, Non, c'est là, -bas, là, -bas. là, -bas, là -bas. သုံးသက်သားပဲလေးနဲ့ပိုကောင်းတယ်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ပေါ့အသားသီးသားနဲ့လည်းချက်လို့ရတယ်သုံးသက်သားနဲ့လည်းချက်လို့ရပါတယ်ဘုရား အရင်စားကောင်းစီရမယ်လို့အမှတ်ခံလာတယ်ဗျာနော်လိုက်ပြီးတော့ချက်စားကြည့်ရပါရလာလေဖရီဒူဘာမပါဘောเนาะဟုတ်လားစားနဲ့အစုံမုံးနဲ့ပဲသုံးသားပြီးတော့ပိန်ငပိကိုပဲအဓိကသုံးသားတာဘောเนาะပိန်ငပိရဲ့အရသာပေါ့ ရင်ငန်းနေရမျိုးလည်းမဟုတ်ဘူးပေါ့နော်အသားကလည်းအသားကိုရတာနေတော့အချာညိုလေးရထည့်နေတာဆိုအချိုရတာလေးလည်းပါတယ်ချိုငန်းဆက်လေးပေါ့နော်အရင်ငန်းအငန်းပြင်းလာမျိုးလည်းမဟုတ်ဘူးပေါ့နော်ချိုဆက်လေးပေါ့ရတာလေးက ဒီထဲရပါတော့အသားဘက်ထက်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်လို့ဆိုရင်တော့အစီဘက်လေးတွေအခောက်ဘက်လေးတွေအဲ့လိုသုံးသက်သားဘက်လေးတွေနဲ့ပို့ပြီးတော့ဆက်လုပ်ကောင်းနေပါတော့ကျွန်တော်ကတော့သုံးသက်သားပို့ကြိုက်တဲ့သူမလို့ဒါတော့မသိဘူးပေါ့နော်သုံးသက်သားဘက်လေးထဲအနှစ်လေးနဲ့နေပြီးတော့ဆွဲဟိုမှာသမင်းမိန်တွေနဲ့ဟင်းပေါ့နော်ကိုရှယ်ပဲ ဖြစ်ရအဲ့တော့လိုက်ပြီးတော့ဆက်စားကြည့်ရပါဒီနေ့ဗီဒီယိုလေးက subscribe ကိုဝါသနာပါတယ်ကျွန်တော်ရဲ့ follower subscriber အားလုံးတွေအကျိုးဆုံးတရားရှိစေမယ်လို့မျှော်လင့်ပါတယ်ဗျာနော်ဒီဟင်းပွဲလေးကဒါအိမ်မှာကိုယ်တိုင်ချက်စားလို့လည်းရတယ်ချက်ပြီးတော့ရောင်းမယ်ဆိုရင်လည်းအဆင်ပြေတယ်ဟင်းပွဲလေးဖြစ်ပါတယ်ထမင်းဗီဒီယိုလေးနဲ့တွဲပြီးတော့ဗောနော်အဲချက်ပင်းကပီးနဲ့ထမင်းဗီဒီယိုဆိုပြီးတော့ပုံစံဟင်းပွဲလေးလည်းရောင်းလို့ရပါတယ်အဲ့တော့ like and share လေးနဲ့ပေါ့နော်လိုအပ်သူလိုအများစုအရောက်ပြန်လည်မျှဝေပေးကြဖို့လည်းကြီးစုနေတဲ့ငွေချင်းတွေအားလုံးတောင်းဆိုပါရပါနော်။ကဲအားလုံးပဲကြီးစုပေးကြကြီးစုတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမှာနော်။ 对的